ADHD Attention Deficit Hyperactivity Disorder ကျွန်တော်ကလေးက hyperactive များဖြစ်နေသလားလို့စိတ်ပူရာနဲ့လာပြတာပါဆရာအရှင်ရန်ကုန်မှာတာဝန်ထမ်းဆောင်တုန်းကဒီလိုမိတာလေးတွေမကြာခဏကြားမှုခဲ့တယ်ကြော်တက်ခိုင်းစေးတက်ကတူနဲ့ interview ဆောင်းပါးတွေအာရောဂျန်နဲ့နက္ခတ္တရောင်ကြီးမှာလာစင်ထဲ့ခဲ့တုန်းကလည်း ဒီအကြောင်းကိုဆွေးနွေးဘူးတယ်အထူးကားကတော့လှုပ်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 အငိမ့်မနေတတ်သောခလေးအားလုံးလဲ hyperactive child မဟုတ်ကြသူဟာသူပုံမှန်ကဲကြတာပါဟုရှင်းပြခြင်းဖြစ်တယ်နောက်တော့လဲရေးလိုက်မှပင်စိုးရင်သည့်သူတွေကပို့ပို့များလာသဖြင့်မရေးတော့နောက်တော့ကိုကျော်လင်းပြန်လာသည်ညီငယ်ရွယ်ကလေးထုခုဆရာဝန်တူသူက Great Ormond Street စေယုံကြီးတွင် အာယုံကျော်အထုခုဆရာဝန်တော်တော်ကြာကြာလှုပ်ဖြစ်ခဲ့တယ်။သူလဲစာရေးတော့ဒီအကြောင်းလေးတွေပပလာတယ်။ကျွန်တော်ကလည်းနေပြောင်းရတော့ကိုစီကအဲ့ဒီလိုခလေးတွေပင်ကိုကျော်လင်းစီအပ်ခဲ့ရတယ်။လောလောဆယ်ကတော့ perfect တွင်အသက်တစ်နှစ်မှသုံးနှစ်အရွယ်ခလေးများအကြောင်းကိုစိန်နှုံးကြီးများအကြောင်းဟုဆိုကဆောင်းမရှိရေးနေတော့ပြောမရဆိုမရခလေးတွေထဲလာဟူသောအပိုင်းနှင့်စဖွင့်ဖြစ်ခဲ့တယ်။ ဆောဆောကပြောသလိုပင်ကဲတိုင်း hyperactive child မဟုတ်သည့်အကြောင်းရှင်းတာပါဒီမှာပင်ရင်းနှီးသောလူနာတယောက်ပေါ်လာ၍ဆရာကသာကျွန်တော်ကလေးကို hyperactive child မဟုတ်ဘူးပြောနေတာ perfect ထဲမှာဒေါက်တာရဲဆိုတဲ့လူရေးတဲ့စောင်းမထဲမှာပါတာအားလုံးကျွန်တော်ကလေးနဲ့ကွက်တိပဲဟုဆိုလေတယ်ဒေါက်တာရဲဆိုတာကျွန်တော်ပါပဲအဲ့ဒီစောင်းမကအချက်လက်တွေက hyperactive child ကိုရေးတာမဟုတ်ပါဘူးပုံမှန်ကဲတဲ့ကလေးတွေအကြောင်းရေးတာပါဟုရှင်းပြတော့အံ့ဩလေတယ်ကဲဘာဖြစ်ဖြစ်ဒီအကြောင်းမရေးတာကြာပြီဆိုပြန်တော့ရေးအောင်မစောင်းအောင်ကောင်းလေးတအုပ်ကလည်းရထားတော့ ADHD ဆိုတာ hyperactive child ဟုသတ်မှတ်ဖို့အချက်၃ချက်လိုအပ်ပါတယ်၁ inattention အာယုံစူးစိုက်မှုမရှိခြင်း၂ impulsivity တာမင်အားစီးမရနိုင်ခြင်း၃ hyperactivity ကနာမငြိမ်ခြင်း၃ခုစလုံးရှိမှသတ်မှတ်ပါသည်ကိုယ်ကလေးကိုကို hyperactive child ဟုထင်နေကြတော့မိဘများဤကလေးများစုမှာအမှတ်နှစ်အချက်မရှိကြပါဟန်လိုက်ရင်ခဏဖြစ်ဖြစ်ငြိမ်ပါသည်သူတို့တွင် ADHD မရှိကြပါ ADHD ရှိနေရင် ကျောင်းမှာလဲစာသင်ရခက်သည်တငယ်ချင်းတွေကျောင်းမှာလဲပြဿနာဖြစ်သည်ဆွေမျိုးတွေကြားရဲလဲခေါ်သွားလို့မရအများလဲပြဿနာကလေးလေးဟု ဖြစ်တတ်သည်ပြီးတော့တချို့ကလေးတွေက လူကြီးဖြစ်သည့်အထိဆက်ဖြစ်တတ်သည်မျိုးရိုးလဲလိုက်တတ်သည်ကလေးမှာ ADHD ရှိသည်ဟုပြောတော့မှမိဘတူဦးကမိမိလဲငယ်စဉ်က ထို့တို့ဖြစ်ခဲ့ကြောင်းမှတ်မိတတ်သည် ပုံမှန်အားဖြင့်တော့ အသက်6နှစ်မပြည့်သေးကျောင်းမနေသေးသောကလေးကို ADHD ဟုကျွန်တော်တို့သတ်မှတ်လေးမရှိအကြောင်းကတော့ထုတ်ထန်ငယ်သောကလေးများသည် ADHD ရှိရှိမရှိရှိငင်းငင်းနေရခက်တက်ကြသည့်အရွယ်ပင်ဖြစ်သည် ADHD မရှိဘဲကဲကဲကလေးဖြစ်နေသည့်ကလေးများကို သူတို့မိဘများကဆရာရဲ့ဆရာသားတော့တမီးလည်းမနိုင်တော့ဘူးတိတ်ကဲတာပဲဟု ပြောရင်ကျွန်တော်ကတော့ ခဲပါစီဆရာကတော့ကဲကဲကလေးပဲချစ်တယ်ဟုဖြေလေးရှိသည်ဟုတ်တယ်လေစမ်းသပ်ခန်းထဲဝင်လို့ဆရာဝန်မျက်နှာမြင်သည်နှင့်တရေတပတ်ကိုမြင်သည့်အလားဆူဆူဝါဝါအော်ငို၍အမေပေါ်ကောက်ကတ်တတ်သောကလေးနှင့်အခန်းထဲတွင်တောက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 ်ရှောက်ပြေးလိုက်ချမ်းမြေနာနေရန်ကပလက်ပေါက်ကိုလက်နှင့်နှိုက်မီပြု၍တူနာပြုဆရာမကလိုက်ဆွဲရလိုက်ဆရာဝန်စာရင်းနေသောဘောပံကိုလာဆွဲလိုက်လုံနေသောကလေး ဘဲကလေးကချစ်စရာကောင်းမှတနည်းကျွန်တော်ကတော့ကဲကဲကလေးပဲချစ်ပါသည်ထိုကဲကဲကလေးများကိုဘလို့ကင်တွေရမည်ဆိုတာကတော့ပါဖက်မှာတစ်ခါရေးခဲ့ပြီးစာအုပ်လဲထွက်ပြီးစိတ်နှုံးကြီးများအကြောင်းကိုသာညွှန်းပြရစီတော့ ADHD ဟုတ်မဟုတ် ADHD မှန်လင်းစောစောကကျွန်တော်ရေးခဲ့သလိုပင်အချက်၃ချက်နဲ့ပြည့်စုံရမည်ဒီ၃ချက်ကို အောက်ပါလက္ခဏာများနဲ့သိနိုင်သည် တက်အာယုံစူးဆိုင်မှုမရှိခြင်းဘာကိုမှကောင်းကောင်းနားမလဲသဘောမပေါက်ဖဲအမြဲဖျို့ဖျဲဖြစ်နေမီမိတက်မီအသက်ကြီးလာသည့်နှင့်အမျှအသေးစိတ်အချက်လက်များကိုတင်ရတာခက်ခဲကြောင်းအလုတ်တစ်ခုကိုပီပီပြင်းပြင်းပြီးဆုံးအောင်မလုပ်နိုင်ကြောင်းပဝင်းချင်မှရိပ်မိလာမီနှစ်တားမင်းရစီးမရနိုင်ခြင်းခဏခဏပြက်တနာဖြစ်မီလုတ်ချင်တာကိုပဲလုတ်မီ တစ်ခုတစ်ခုပြောင်းလဲခိုင်းရမရသူများလုပ်နေတာကိုလည်းဝင်းနှောက်ရှက်တတ်သည် ကိုအလှဲ့နှင့်ကိုဆိုတာနားမလည်နိုင်တငယ်ချင်းများကဝိုင်းကျင်တာခံရမီပြောကျင်တာကိုလည်းအတားအဆီးအထင်းကွမရှိ ပြောထည့်တတ်သည်၃ကနာမငြိမ်ချင်းလက်တွေရောကိုရောမရက်မနာလှုပ်ရှားနေမီရက်တီနားတီဟူရေးမရှိဒရက်ဆက်ပြေးလွှားလှုပ်ရှားနေမီငြိမ်ငြိမ်ထိုင်နေလို့မရဘူး အမင်းစပွဲမှာပဲဖြစ်ဖြစ်ကျောင်းမှာပဲဖြစ်ဖြစ်ငင်းငင်းထိုင်ခိုင်းတာနဲ့ပြဿနာတက်ပြီးငင်းငင်းအေးအေးကလေးထိုင်ဆော့နေသည်ဆိုတာသူ့မှာဘယ်တော့မှမရှိစကားလည်းမရက်မနာတမ်းပြောမီဓာရီအလုံးကိုယ်ကလေးမှာရှိနေသလားလိလာကြည့်ပါရှိနေလင် ADHD ဟုမသိငါစရာကောင်းသည်အပိုင်တော့မပြောနိုင်သည်စာသင်ရခတ်တိုင်း ADHD မဟုတ်ပါ ဝေါဟာရတို့ကိုဖတ်ရှု၍နားလည်ရန်ခက်ခဲသောကလေးတို့ရှိသည် dyslexia ဟုခေါ်သည် Tom Cruise ငယ်ငယ်ကဖြစ်ဖူးသည်ဟုတော့ရေးလာဖတ်ရဘူးသည်တေချာပေါက်ကတော့ရခင်လကဇီဝကမဂ္ဂဇင်းထဲတွင်ကျွန်တော်ကွန်ပျူရေးသားခဲ့သောကလေးနှလုံးထုခုဆရာဝန်ကြီးများ၏မိခင်ကြီးဒေါက်တာ Helen Toxic ဖြစ်ခဲ့ဘူးသည်ဆိုလိုသည်က dyslexia ကသိပ္ပတနာမရှိ ဒါပေမဲ့ ADHD နဲ့မှားနိုင်သည်အာသည်ကြီးကြီးနေ၍ညံ့ညံ့ဟောက်လိုက်နည်းနည်းနိုးလာလိုက်ပြန်အိပ်ပျော်လိုက်ဖြစ်နေသောကလေးတွေလည်းရှိတတ်သေးသည် obstructive sleep apnea ဟုခေါ်သည်ထိုကလေးတွေလည်းနောက်တစ်နေ့စာသင်ခန်းထဲတွင်ခေါင်းမကြည့်သဖြင့်စာမလိုက်နိုင်မှာ ADHD အခြားယောဂါများနှင့်တွဲတက်ပါသည်ကိုယ်ကလေးကို ADHD ဟုမသိငါဖြစ်ပါက ကျွမ်းကျင်သည့်ဆရာဝန်များနှင့်စစ်ဆေးကြည့်ရန်အရေးကြီးရသည်မှာ ADHD ဟုတ်မဟုတ်တင်ကြားစီရန်တစ်ခုတည်းကြောင့်မဟုတ်ပေ ADHD သည်အခြားသောတင်ကြားရေးနှင့်ဉာဏ်ရည်ပိုင်းဆိုင်ရာပြဿနာများနှင့်လည်းတွဲနေတတ်သဖြင့်ကလေးတွင်ဘာပြဿနာတွေရှိသည်ဆိုတာကိုအသေးစိတ်ရှာဖွေဖော်ထုတ်နိုင်ရန်အတွက်ဖြစ်သည်ကလေးအထူးကဆရာဝန်သာမကကလေးစိတ်ပညာရှင်များနှင့်လည်းဆွေးနွေးရန် လိုကောင်းလိုပေလိမ့်မည်ဆင်းရှိပါသည်သို့တော့ဆေးလဲသူ့ဆိုးကျိုးနှင့်သူရှိသည် ADHD မဟုတ်ပဲဆေးပေမိလင်လဲအနည်းရှိသည် ADHD မှာလဲဆေးကနည်းနည်းငြိမ်အောင်လုပ်ပေးတာသာရှိသည်ယောဂပျောက်ကင်းအောင်လုပ်တာတော့မဟုတ် အတိအကားကတော့လေ့ကျင့်သင်ကြားရမှာပါ။သူများနိုင်ငံတွေမှာတော့ ADHD ကလေးတွေကို ်တင်ကြိုင်းဆိုင်ရာလေ့ကျင့်ပေးမှုများရှိသည်ဟိုမှာနေရင်းကလုံလင်တော့ဖြစ်နိုင်ပေမဲ့ခဏတစ်ဖြုတ်သွားလုပ်ပြီးပြန်လာလို့ရသည့်ကိစ္စမျိုးမဟုတ်သဖြင့်နိုင်ငံခြားသွားစီးကူပြီးပြန်လာမည်ဆိုတာမျိုးကတော့အာမပေးလို့ရင်းနှီးသည့်စီးပွားရေးလုပ်ငန်းရှင်လူနာရှင်တဦးကတော့သူ့ကလေးကိုဘန်ကောက်တွင်အဆိုပါလေ့ကျင့်ပေးသည့်အဖွဲ့နှင့်လေ့ကျင့်ပေးပြီးသူတို့မိသားစုပါစီးပွားရေးလုပ်ငန်းဟိုကိုပြောင်း၍ အခြေချလိုက်ကြရာအစီအမည်တင့်တလောက်ပြည်သည်ဟုကြားရသည်ဒီမှာလဲကိုကျော်လင်းတို့ဓာမျိုးတွေလုဖို့ကြိုးစားနေကြသည်ဟုကြားရသည် မကွေးရောက်ခရဲကသူနဲ့မဆုံပြစ်သဖြင့်ဘလောက်အောင်မြင်ကြနေပြီလဲတော့မသိအတ္တိကကတော့ခလေးက သူ့မှာရှိသည့်အာယုံစူးဆိုင်မှုအားနေချက်ကိုအခြားသောခွန်အားများအသုံးပြု၍လှက်ပတ်ကြော်လွားနိုင်အောင် လေ့ကျင့်ပေးကြတာပါအဲ့ဒါခလေးအစဉ်ပြေသွားလျှင် ကြောင်းကြီးလဲထားနိုင်တယ်လို့ထားလဲထားတင်ပါသည် ADHD ကလေးတွေလဲဆန်ညွန့်ပြင့်တင်ကြားတက်မြောက်နိုင်ကြပါစေဒေါက်တာရဲမြင့်ကျော်